င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မန္တလေးနေပြည်တော်အပါအဝင်မြို့ကြီးတွေမှာဒီနေ့ကိုတကြိမ်သာဒက်စီနဲ့ဒီဇယ်စီဝယ်ယူခွင့်ပြုမဲ့73စီဝယ်ယူခွင့်စမကတ်စနစ်ကိုစစ်ကောင်စီကမကြမီစမ်းသပ်အသုံးပြုတော့မယ်ဆိုပါတယ်ရှမ်းမီနဲ့ကင်းနီပီနဲ့အဆက်ကဖဲခုံမြို့နယ်လက်ဤကျွရမှာဖယားစင်းနုဒေါ်လေးကိုဖျက်ဆီးပြီးဘာသာရေးအထီးကယုံဖြစ်အောင်စစ်ကောင်စီဘက်ကဤအမျိုးမျိုးနဲ့လှုပ်ဆော်ဖန်တီးလာတဲ့အတွက် မြေပြင်မှာကျွလုံနဲ့ဒူတွေကိုကီနီတော်လိုင်းတက်တွေကဖော်ထုတ်အရေးယူသွားမှာဖြစ်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်မန္တလေးနေပြည်တော်အပါဝင်မြို့ကြီးတွေမှာတနေ့ကိုတကြိမ်သာဓာတ်ဆီနဲ့ဒီဇယ်စီဝယ်ယူခွင့်ပြုမဲ့73စီဝယ်ယူခွင့်စမတ်ကစနစ်ကိုစစ်ကောင်စီကမကြာမီစမ်းသပ်အသုံးပြုတော့မှာဖြစ်တယ်လို့မြန်မာနိုင်ငံ73စီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတည်င်းရင့်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် အဲ့ဒီစနစ်ကိုစစ်ကောင်စီကဩဂုတ်လနောက်ပိုင်းကစပြီးအကောင့်ထဲပေါ်ဖို့စီစဉ်လာတာဖြစ်တယ်လို့လည်းဆိုပါတယ်လက်ရှိမှာလည်းအဲ့ဒီလိုတနေ့ကိုတကြိမ်သာဒက်စီနဲ့ဒီဇယ်စီဝယ်ယူခွင့်ပြုမဲ့73စီဝယ်ယူခွင့်စမကတ်စနစ်ကိုစစ်ကောင်စီကဆက်လက်အကောင့်ထဲပေါ်နေပြီးမကြမီရန်ကုန်မန္တလေးနေပြည်တော်အပါဝင်မြို့ကြီးတွေမှာစမ်းသပ်အသုံးပြုတော့မှာဖြစ်တယ်လို့လည်းမြန်မာနိုင်ငံ73စီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသတင်းရှင်းမြစ်ကပြောထားပါတယ်မြန်မာနိုင်ငံမှာ နှစ်စဉ် American Dollar Billion နဲ့ချီပြီး73စီတင်သွင်းနေရတာကို short ချဖို့ဆိုပြီးစစ်ကောင်စီကအခုလိုတနေ့ကိုတကြိမ်မဲ့73စီဝယ်လို့ရမယ်စနစ်ကို အကောင့်ထဲပေါ်ဖို့ကြံစီလာတာဖြစ်ပြီးနောက်ဆိုရင်မြန်မာနိုင်ငံမှာဟိုးအရင်တမဝါရမခစ်ကလို့73စီတွေကိုအကန့်အသတ်နဲ့သာရတော့မယ်အခြေအနေဖြစ်လာတော့မယ်လို့လဲစီးပွားရေးလုပ်ငန်းရှင်တွေကတုံ့သက်ပြောဆိုထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်နဲ့ကင်းနီပြည်နယ်အဆက်ကဖဲခုံမြို့နယ်လက်အိတ်ကျေးရွာမှာ ဖျားစင်းတို့တွေကိုဖျက်ဆီးပြီးဘာသာရေးအထီယုံဖြစ်အောင်စစ်ကောင်စီဘက်ကနှီးအမျိုးမျိုးနဲ့လှုံ့ဆော်ဖန်တီးလာတဲ့အတွက်မြေပြင်မှာကျွလုံးနဲ့သူတွေကိုကင်နီတော်လန်ရေးတပ်တွေကပေါ်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့ KAC ရဲ့ချုပ်ဗိုလ်မကြီးဖုံးနိုင်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်အော်တိုဘလာ၂ရက်နေဖြစ်တဲ့မနေ့ကပဲဖေကုံမြို့နယ်လက်အိတ်ကျေးရွာမှာရှိတဲ့ဖျားဇေဒီတစုကစင်းတို့တော်တွေအလုံးကိုကောင်းဖြတ်ထားတဲ့ဗီဒီယိုတစ်ခုဟာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပြန့်နှံ့လာတယ်ဆိုပါတယ်အဲ့ဒီလိုလှုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဂီနီဒေါ်လာရေးတပ်တွေကအပြင်းထန်ကန့်ကွက်ရှုံချလိုက်ပြီးတော့ဒီလိုရဲ့ဟာစစ်ရေးတင်းမာနေတဲ့ဒေါ်လာရေးနယ်မြေတွေမှာနိုင်ငံရေးအပြင်ဘာသာရေးအထိကရုံဖြစ်အောင်စစ်ကောင်စီဘက်ကနှီးအမျိုးမျိုးတုံးပြီးတမင်တကာဘာသာရေးသွေးထိုးလှုပ်ဆော်မှုတွေကိုဖန်တီးနေတာဖြစ်တယ်လို့လည်း GACA ချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကပြောထားပါတယ်။အဲ့ဒီအတွက်ဒီလိုဖျားဆင်းမှုဒေါ်တွေကိုဖျက်ဆီးပြီးဘာသာရေးအထိကရုံဖြစ်အောင်စစ်ကောင်စီဘက်ကလှုပ်ဆော်ဖန်တီးနေတဲ့လှုပ်ရက်တွေကိုဂီနီဒေါ်လာရေးတပ်တွေကကန့်ကွက်ရှုံချလိုက်ပြီး မြေပြင်မှာလဲကျွလုံနဲ့သူတွေကိုပါဖော်ထုတ်ရေးယူသွားမှာဖြစ်တယ်လို့ KACA ချုပ်ဗိုလ်မှူးကြီးဖုန်နိုင်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းကမြစ်သားမြို့နယ်မှာရှိတဲ့ကင်တာရေလောင်တမန်မှာရေပြည့်နေတဲ့အတွက်ဆိုပြီးစစ်ကောင်စီကရေတကား၄ပောက်ကိုဖြန့်ချလိုက်ရမှာကြောက်စဲမြစ်သားတဒဦးနဲ့ဝမ်းတွင်းမြို့နယ်တွေအတွင်းကပန်းလောင်မြစ်ကမ်းဘေးကြေးရွာတွေရေကြီးနစ်မြုပ်နေပြန်တယ်လို့ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်နဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ် အော်တိုဘလတ်တရနေ့ကစပြီးမန္တလေးတိုင်းကမြစ်သားမြို့နယ်မှာရှိတဲ့ကင်တာရေလောင်းတမန်မှာရေတွေပြည့်လာတဲ့အတွက်ဒီကနေ့အော်တိုဘလတ်၃ရက်နေ့မှာတော့ရေတကား၄ပောက်ကိုဖြန့်ချလိုက်တယ်ဆိုပါတယ်အဲ့ဒီလိုကင်တာရေလောင်းတမန်ကနေရေတွေဖြန့်ချလိုက်တဲ့အတွက်ကြောက်စဲမြစ်သားတဒဦးနဲ့ဝမ်ဒွင်းမြို့နယ်အတွင်းမှာရှိတဲ့ပန်းလောင်မြစ်ကမ်းဘေးတစ်လျှောက်ကကြေးရွာတွေမှာရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားနေတယ်လို့မြစ်သားမြို့နယ်နေပရိုက်တာအဖွဲ့ဝင်တအုပ်ကပြောထားပါတယ်ခင်ဗျအခုတခါစကိုင်းတိုင်းဘက်မှာတော့ ရေဦးမြို့နယ်ကတန်သေးဂျေးရွာကိုအကျန်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ရဲသားပြည်သူအမျိုးသမီးတဦးကြီးထိတ်မှန်သေဆုံးသွားခဲ့ရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒီကနေ့အော်တိုဘားလ3ရက်နေ့မနက်ပိုင်းကပဲရေဦးတိုင်းရင်းဆေးရုံမှာတဆွဲထားတဲ့အကျန်းဖက်စစ်ကောင်စီတပ်ကတန်သေးဂျေးရွာကိုဗားတိုက်ပွဲမှဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးနဲ့ရေရွက်ချက်ရှိရှိပစ်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလို့ အချမ်းပဲစကောက်စီတက်ကပြစ်ခတ်လိုက်တဲ့လက်နဲ့ကြီးကြီးဟာတန်တဲ့ကြေးရွာထဲမှာကြောက်ရွံ့ပကွက်သွားပြီမခင်မျိုးမြင့်ဆိုတဲ့ရတားပြည်သူအမျိုးသမီးတဦးကြီးထိမှန်တေဆုံးသွားခဲ့ရတယ်လို့တေဆုံးသူမခင်မျိုးမြင့်ရဲ့ဆွေမျိုးသားချင်းတဦးကပြောထားပါလိမ့်ခင်ဗျဒီတခါဆက်ချင်တာကတော့မြန်မာနိုင်ငံကပြည်တွင်းစစ်ကြောင်းနေဆက်ဖြတ်ကျော်မူရီစေဝါကုံတွယ်မှုတွေပုံမမြင့်မားလာနေပြီဖန်စီရရှိမှုတွေလည်းတိုးပွားလာနေတယ်လို့ထိုင်းမူရီစေဝါနှင်းင်းရဲ့အဖွဲ့ကပြောဆိုလိုက်ပြန်တယ်လို့ ရိုက်တာတည်ရဲ့ဖော်ပြချက်ရတီးရပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကြောင်းနေဆက်ဖြတ်ကျော်မှုရေးစေဝါကုံတွယ်မှုတွေဟာပုံမမြင့်မလာနေပြီစိတ်ကြွဆင်းတဲ့ဘင်းပြူဖန်းစီရရှိမှုနှုံးတွေဟာလည်းတိတိတတ်တတ်တိုးလာနေတယ်လို့ထိုင်းမှုရေးစေဝါနေနည်းအဖွဲ့ရဲ့အကြီးအကဲအရှိတအုပ်ကပြောဆိုထားတယ်ဆိုပါတယ်လက်ရှိမြန်မာနိုင်ငံကမှုရေးစေဝါရဇဝိတ်ဂိုင်းတွေဟာရှမ်းပြည်နယ်နဲ့ကချင်းပြည်နယ်တွေမှာအထုတကွဲခန့်တွေလှုပ်ထားပြီးအဲဒီကပြည်သူစစ်တွေနဲ့လက်နက်ကင်တပ်ဖွဲ့တွေကမဟာမိတ်ဖွဲ့ပြီးတော့ကိုလှုပ်နေကြတာဖြစ်တယ်လို့ ထိုင်းအနာပိုင်တွေကပြောထားပြီးတော့ဒီလိုပြောဆိုချက်ကိုစစ်ကောင်စီဘက်ကမှတ်ချက်ပေးဖို့ညှဉ်းဆဲခဲ့တယ်လို့လဲရိုက်တာသတင်းရဖော်ပြချက်ရသိရပါတယ်။တစ်ဖက်မှာလည်းလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးမငြိမ်သက်မှုကြောင့်ဥယျာဉ်စေဝါထုတ်လုပ်မှုနဲ့ရောင်းဝယ်ဖောက်ကားမှုတွေအရှိန်ဟုန်မြင့်လာပြီးဘိန်းဆိုင်ပြုံးမှုတွေလည်းတိုးပွားလာနေတဲ့အကြောင်းကိုကုလသမဂ္ဂဥယျာဉ်စေဝါနဲ့ရာဇဝတ်မှုဆိုင်ရာယုံကလည်းပြောဆိုထားပါသေးတယ်ခင်ဗျ။ဟုတ်ကဲ့ だからyoung ni ni